ဇလန်အစမှာတော့တောအုပ်တစ်ခုအတွင်းမှာပြည်လွှာတန်တွေစူညံနေခဲ့ပြီးတင်းငယ်တဲ့မြွေပါလေးတစ်ကောင်ဟာသူ့အသက်ကိုကာကွယ်ဖို့အတွက်လူတစုစီကနေအသေးတန်ထွက်ပြေးနေခဲ့ရပါတယ်။ဒီလူတွေလိုက်ဖမ်းရတဲ့ရည်ရွယ်ချက်ကတော့မြွေပါလေးစီမှာရှိနေတဲ့ဘိုးဘေးကြောက်တုံးကိုလိုက်လံလူယူနေကြတာပါ။လူတစ်ယောက်ကတိုက်ခိုက်ဆွမ်းအားထုတ်သုံးလိုက်ပြီးမြွေပါကိုရက်တန့်စေလိုက်ကဘိုးဘေးကြောက်တုံးကိုသူတို့စီထုတ်ပေးလိုက်ဖို့နဲ့မဟုတ်ဘူးဆိုရင်တော့အသက်ပေးဆက်ရလိမ့်မယ်ဆိုပြီးချင်းချောက်လိုက်ကြပါတယ်။ မွေပါလဲဘိုးဘေးကြောက်တုံးကိုနောက်ဆုံးမှပိုင်ဆိုင်ခဲ့ရပေမဲ့အတုံးပြုတ်ခွင့်မရှိတော့ဘူးဆိုပြီးဝမ်းနဲ့စွာထုတ်ယူလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ကြောက်တုံးရဲ့အလွန်ကြီးမားတဲ့စွမ်းအားကိုအတုံးပြုတ်လိုက်တဲ့အခါပဝင်းကျင်တစ်ခုလုံးကိုလင်းထိန်သွားတဲ့အလင်းရောင်နဲ့အတူစွမ်းအင်လိုင်လုံးကြီးတစ်ခုပေါ်ပေါက်ခဲ့ပါတယ်။ဒီစွမ်းအင်ရဲ့အရှိန်အဝါကြောင့်လိုက်လာတဲ့သူတွေဟာခိတ္တခဏရက်တန့်သွားခဲ့ရသလိုဘိုးဘေးကြောက်တုံးကလည်းမြေကြီးထဲကမြေအောက်ချိုင်ခွက်လေးတစ်ခုထဲကိုအလိုလျောက်နှိမ့်မြုပ်ပျောက်ကွယ်သွားခဲ့ပါတော့တယ်။နှစ်များစွာကုန်လွန်သွားတဲ့နောက်မှာတော့ အဓိကစက်ကောင်ရှိနေတဲ့လေမီသားစုအိမ်လေးစီကိုပြောင်းလဲရောက်ရှိလာပါပြီ။လင်းနှုံကတဲအိမ်လေးတစ်ခုရဲ့ပြတင်းပေါက်ကနေအပြင်ဘက်ကိုစိတ်မသက်မသာငေးကြည့်နေလျက်ရှိပါတယ်။အဖေဖြစ်သူလင်းရှောင်းကတော့အိမ်ထဲမှာအရက်ကိုအလွန်ကြုံတောက်တုံးနေပြီးဘဝပြက်နေတဲ့အခြေအနေကိုရောက်နေခဲ့ပါတယ်။လင်းနှုံရဲ့အမေဖြစ်သူရောက်လာပြီးခင်ပွန်းတဲ့ကိုအရက်တွေဆက်မတောက်ပါနဲ့တော့လို့ငိုရိုတောင်းဆိုတဲ့အခါလင်းရှောင်းကလည်းဒေါသတကြီးအမှုရာနဲ့ငါဟာအတုံးမကျတဲ့သူတရားမဟုတ်ဘူးလို့ရံပြန်တွေးပါတယ်။ဒီလိုမျိုးစကားတွေဟာလင်းနှုံရဲ့နားထဲမှာအချိန်ပေါင်းများစွာကြားနေခဲ့ရတာပါ။ ဒီတစ်ကြိမ်မှာတော့လင်းနှုံဟာမခံမရနိုင်တော့ပဲအဖေဖြစ်သူရှေ့ကိုတိုးဝင်လိုက်ပြီးအဖေကအတော့မကြတာမဟုတ်ဘူးလင်းလန်ထန်းဆိုတဲ့အဲ့ဒီလူကသာအရှက်မရှိအောက်တန်းကြတာလို့ဒေါသအပြည့်နဲ့អော်ပြောမိလိုက်ပါတယ်အဖေဖြစ်သူလင်းရှောင်းလည်းဒီနာမည်ကိုကြားလိုက်တဲ့အခါအမူအရာတုံ့လောက်သွားပြီးအဲ့ဒီနာမည်ကိုနောက်တစ်ခါဘယ်တော့မှမပြောနဲ့ဆိုပြီးတားဖြစ်သူကိုတားမြင်ရင်တွန်းထုတ်ပြလိုက်ပါတယ်အဖေဖြစ်သူစီကနေပြစ်ပယ်ခြင်းခံလိုက်ရတဲ့လင်းနှုံလည်းဝမ်းနည်းကြီးကွဲစွာနဲ့တော့အုပ်ထဲပြေးဝင်သွားခဲ့ပါတယ် သူပြင်းနေရင်နဲ့အဖေဖြစ်သူကိုအခြားသူတွေကစော်ကားခဲ့တဲ့ဇာတ်ကားတွေနဲ့အရှက်တကွဲဖြစ်စေခဲ့တဲ့အဖြစ်ပြက်တွေဟာသူ့ရဲ့စိတ်ထဲမှာလဲပတ်နေခဲ့ပါတယ်။ဒါအပြင်လင်းနှုံဟာသူ့ရဲ့အဖေဖြစ်သူဘလောက်တောင်ဂုံယူစရာကောင်းခဲ့လဲဆိုတာတွေလင်းမျိုးနွယ်စုရဲ့အကောင်းဆုံးတိုက်ခိုက်ရေးသမားဖြစ်ခဲ့ပုံတွေနဲ့ချီးကျူးခံခဲ့ရပုံတွေကိုပါပြန်လဲအမှတ်ရနေခဲ့ပါတယ်။ဒီလိုမျိုးထိတ်ဆုံးကနေရုတ်တရက်အောက်ဆုံးကိုကြာဆင်းသွားခဲ့ရတဲ့အဓိကအကြောင်းရင်းတစ်ခုကတော့လင်းလန့်ထန်းဆိုတဲ့လူတစ်ယောက်ကြောင့်ပါပဲ။ သူကြောင့်ပဲအဖေဖြစ်သူလင်းရှောင်းဟာပြိုင်ပွဲမှာရှုံးနိမ့်သွားခဲ့ရတယ်လို့မတန်ဆွမ်းလဲဖြစ်သွားရပြီးနာကျင်မှုတွေကိုအရက်နဲ့ဖြေဖြောင်းနေတဲ့အရှုံးသမားတစ်ယောက်ဖြစ်သွားခဲ့ရတာပါ။နှစ်အနည်းငယ်ကြာပြီးတဲ့နောက်16နှစ်သားဖြစ်သွားတဲ့လင်းတုံဟာလင်းမျိုးနွယ်စုရဲ့ရန်သူတော်တွေထဲကတယောက်ဖြစ်တဲ့လင်းရှန်နဲ့ရင်ဆိုင်နေရပါတယ်။လင်းရှန်ဟာလင်းတုံကိုမင်းတို့သားဖားနှစ်ယောက်လုံးကအသုံးမချတဲ့လူတွေအမိုက်ကောင်တွေပဲလို့ထက်မှန်စော်ကားလိုက်တာကြောင့်လင်းတုံလည်းဒေါသကိုမထိန်ချုပ်နိုင်တော့ပဲတိုက်ခိုက်ဖို့ထားရက်လိုက်ပါတယ်။ ဒါပေမဲ့လင်းရှန်ကဒီရှုံးသမားကိုနာကျင်တော့အောင်ကောင်းကောင်းရိုက်နှက်လိုက်ဆိုပြီးနောက်လိုက်အဖွဲသားတွေကိုအမိန့်ပေးလိုက်ပါတယ်။လင်းနှုံဟာသူ့ရဲ့စွမ်းအင်စင်ကအားကောင်းနေသေးတဲ့သူမဟုတ်တဲ့အတွက်လင်းရှန်တို့အဖွဲရဲ့နာကျင်စေတဲ့ရိုက်နှက်ခြင်းကိုအကြီးအကျယ်ခံခဲ့ရပါတယ်။အဖေဖြစ်သူရဲ့ဂုံတိတ်ခါကိုကာကွယ်ဖို့အတွက်လင်းရှန်တို့ကိုပြန်ပြီးတိုက်ခိုက်ဖို့စူးစမ်းခဲ့ပေမဲ့လင်းရှန်ရဲ့ခြေကံချက်ကြောင့်လင်းနှုံဟာဂုံးမြအောက်ကိုပြုတ်ကျသွားခဲ့ရပြီးလှုပ်ရှားနိုင်ခြင်းမရှိတော့ပါဘူး။အပေါ်စီးကနေမောက်မဆွာကြည့်နေတဲ့လင်းရှန်ကတော့ မင်းရဲ့တသက်တာလုံးငါတို့ရဲ့လက်သီးစာခံရဖို့ပဲထိုက်တန်တယ်လို့စကားတခွန်းချန်ထားခဲ့လိုက်ပြီးရေမောရင်ထွက်ခွာသွားခဲ့ကြပါတော့တယ်။လဲကျနေတဲ့လင်းနှုံရဲ့သွေးတွေဟာအရင်ကမြေကြီးတဲ့နင်းမြုပ်ပြောက်ွယ်သွားခဲ့တဲ့ဘိုးဘေးကြောက်တုံးပေါ်ကိုထပ်မံကြရောက်သွားခဲ့ပါတယ်။သွေးနဲ့ထိတွေ့တာနဲ့ကြောက်တုံးဟာအပြင်းထန်တောက်ပလာခဲ့ပြီးလင်းနှုံကိုရေအိုင်လိုနေရာတစ်ခုစီဆုပ်ယူသွားခဲ့ပါတယ်။ဒီအချိန်မှာပဲလင်းနှုံဟာအဖေဖြစ်သူလင်းရှောင်းရဲ့စွမ်းအင်ပျက်စီးခဲ့ရတဲ့အတိတ်မဉဏ်တွေကိုအသေးစိတ်ပြန်မြင်ရောက်လာခဲ့ပါပြီ။ လင်းမျိုးနွယ်စုပြိုင်ပွဲတစ်ခုမှာလင်းရှောင်တယောက်အကြီးမားဆုံးမျောလင်းချက်အဖြစ်စင်မြင့်ပေါ်တက်ခဲ့ပေမဲ့လင်းလန်ထန်းဆိုသူရောက်ရှိလာတဲ့အခါမှာတော့အရာအားလုံးအဆုံးသတ်ခဲ့ရပါတော့တယ်။တကယ်တော့လင်းလန်ထန်းဟာအဲ့ဒီပြိုင်ပွဲထဲမှာရိုးရိုးသားသားတိုက်ခိုက်ခဲ့တာမဟုတ်ပါဘူး။ သူဟာလင်းရှောင်ရဲ့စ조사အထုံးမှုတွေကိုမထီမဲ့မြင်ပြုခဲ့ပြီးတိုက်ခိုက်မှုတစ်ချက်တည်းနဲ့လင်းရှောင်ကိုလှုပ်ရှားမရအောင်ဖမ်းချုပ်ခဲ့တဲ့အပြင်မင်းကလေးမျိုးနွယ်စုရဲ့ထူးချွန်သူဆိုပြီးအခုကျတော့ဒီလောက်ပဲစွမ်းနာလာလို့နှင့်ချပြောဆိုလိုက်ကလင်းရှောင်ရဲ့ကြင်ကြံမှုအခြေခံကိုလုံးဝပျက်စီးသွားစေတဲ့အထိရက်ဆက်စွာဖြည့်ဆည်းပစ်ခဲ့ပါတယ်။ဒီမြင်ကွင်းကိုပြင်မြင်ရတဲ့အခါလင်းနှုံရဲ့စိတ်ထဲမှာလင်းလန့်ထန်းကိုအသေးချလက်စားချင်မယ်ဆိုတဲ့ဆုံးဖြတ်ချက်ကပိုပြီးခိုင်မာလာခဲ့ရပါတယ်။ ရေအိုင်တဲကနေလင်းနှုံပြန်နိုးလာတဲ့အခါမှာတော့သူ့ရဲ့တံရတွေဟာအံ့ဩစရာကောင်းလောက်အောင်ယူပစ်တယ်လို့ပျောက်ကင်းသွားတာမြင်လိုက်ရပါတယ်။တကယ်တမ်းအခုလိုပျောက်ကင်းသွားခြင်းကဘိုးဘေးကျောက်တုံးရဲ့အစွမ်းကြောင်းလို့ပြောရမှာပါ။ညဘက်မှာတော့အိပ်ပျော်နေတဲ့လင်းနှုံကိုကျောက်တုံးကစွမ်းအားထုတ်ပြီးသူ့ရဲ့စိတ်ဝိညာဉ်ကိုကျောက်တုံးတွင်းကလှုပ်ဝက်နေရတခုစီခေါ်ဆောင်သွားပေးပါတယ်။အဲ့ဒီနေရာဟာကျောက်တုံးတွင်းကလောကငယ်တစ်ခုဖြစ်ပြီးရေလိုမျိုးမြည်ပြင်းရှိနေတဲ့ကွင်းပြင်ကျဲတစ်ခုဖြစ်ကလင်းနှုံရဲ့ဆန့်ကျင်ဘက်မှာတော့သူ့နဲ့တပုံစံနဲ့တူညီတဲ့အရေးတစ်ခုထွက်ပေါ်လာခဲ့ပါတယ်။ ဒီရိတ်ဟာတိုက်ခိုက်ဖို့တခုတည်းသာတည်ပြီးလင်းနှုံကိုလည်းခန္ဓာကိုယ်ကွန်အာသုံးပြုရင်ပြင်းပြင်းထန်ထန်တိုက်ခိုက်လေ့ကျင့်ပေးပါတော့တယ်။ဒီလိုတိုက်ခိုက်မှုတွေကြားမှာလင်းနှုံတယောက်သူ့ရဲ့လက်မောင်းပေါ်မှာအဝါရောင်အစင်းချောင်းထွက်ပေါ်လာတာကိုသတိထားမိခဲ့ပါတယ်။ဒါဟာရုပ်ခန္ဓာကိုအားကောင်းစေတဲ့အဆင့်ခန္ဓာသက်ဆင်ခြင်းအဆင့်ရဲ့စတုထအဆင့်ကိုမတိလိုက်ပဲရောက်ရှိသွားပြီဆိုတဲ့ပြယောက်တစ်ခုဖြစ်နေရပါ။ဒီစွမ်းအားကြောင့်ပဲလင်းနှုံဟာအနဲ့ရောင်ရဲ့ရဲ့အပြင်းတဲ့လက်သီးချက်တွေကိုတောင်ရှောင်တိန်နိုင်စွမ်းရှိလာခဲ့ပါတယ်။ ဒါအပြင်သူစိတ်ထဲကနေအတန်ဖြင့်တိုက်ခိုက်တဲ့စွမ်းရည်လိုမျိုးတိုက်ခိုက်ရည်နီးလန်းတွေကိုလေးလာဖို့စူးစမ်းနေခဲ့ပြန်တာကြောင့်ဒီလိုလှုပ်ဝဲလေးခြင်းမှုတွေဟာသူ့ရဲ့ရုပ်ခန္ဓာတိုက်ခိုက်စွမ်းတွေကိုလီးမြန်စွာတိုးတက်စေခဲ့ပါတယ်။ဒီလိုနဲ့လင်းနှုံတကယ်ကဘာမှာပြန်နိုးလာတဲ့အခါသူ့ရဲ့ညီမလေးချင်းထန်ရဲ့အော်တန်ကိုကြားလိုက်ရပါတယ်။လင်းရှန်တဲ့သူ့အဖွဲ့သားတွေကညီမဖြစ်သူကိုအနိုင်ကျင့်ရန်ပြုနေကြတာဖြစ်ပြီးဒါကိုမြင်လိုက်တဲ့အခါမှာတော့လင်းနှုံလည်းဒေါသအပြည့်နဲ့ပြေးဝင်သွားခဲ့ပါတယ်။ သူဟာလေးရှန့်စီကိုအားပပြင်းထန်တဲ့လက်သီး27ချက်ဆက်တိုက်ထိုးနှက်လိုက်တဲ့အတွက် သတိပြန်ဝင်လာတဲ့လေးရှန့်လည်းမင်းလို့အရှုံးသမားကများလို့စော်ကားရင်တိုက်ခိုက်ကြတဲ့အခါလင်းနှုံဟာသူ့ရဲ့စွမ်းအားအတိတ်ကြောင့်လေးရှန့်ရဲ့တိုက်ခိုက်မှုတွေကိုအလွယ်တကူရှောင်တိမ့်နိုင်ခဲ့ပါတယ်။ဒါကိုသိလိုက်ရတော့လင်းနှုံလည်းဘိုးဘေးကြောက်တုံးတဲ့ကအဖြစ်ပြက်တွေကအိမ်မက်တစ်ခုမဟုတ်ပဲအစွမ်းတကယ်တိုးမြင့်ပေးလိုက်တာပါလားဆိုပြီးယုံကြည်ချက်ခံမှသွားခဲ့ရပါတော့တယ်။ လင်းရှန်ကလည်းလင်းတို့ရဲ့ခန္ဓာတန့်စင်ခြင်းစတုထအဆင့်ကိုမြင်လိုက်ရတာကြောင့်အမတ်တမဲအံ့ဩသွားခဲ့ရပေမဲ့နှစ်ယောက်သားရဲ့တိုက်ပွဲဟာပိုပိုပြီးပြင်းထန်လာခဲ့ပါတော့တယ်။လင်းတို့ဟာသူ့ရဲ့စွမ်းအားသိဖြစ်တဲ့အတန်ဖြင့်တိုက်ခိုက်ခြင်းစွမ်းရည်ကိုလင်းရှန်ပေါ်အသုံးပြုလိုက်ပြီးတိုက်ပွဲကိုအဆုံးသတ်ဖို့ကြိုးစားခဲ့ပါတယ်။ဒီတိုက်ခိုက်မှုရဲ့ရလဒ်ကတော့လင်းရှန်ဟာအနောက်ဘက်ကိုအချိန်ပြင်းပြင်းလွင့်ထွက်သွားခဲ့ရတာကြောင့်ဒေါသထွက်သွားတဲ့လင်းရှန်ဟာချက်ချင်းပြန်ထားရက်ပြီးလင်းတို့ကိုနောက်ထပ်တိုက်ခိုက်ဖို့ပြင်ဆင်နေချိန်မှာပဲအားကြီးတဲ့ပုံကိုတူရောက်ရှိလာခဲ့ပါတယ်။ ရောက်လာသူကလင်းဟုန်ဖြစ်ပြီးလင်းရှန်ရဲ့အကိုဖြစ်နေတာကြောင့်တိုက်ပွဲကြဝင်ရောက်လာကလင်းနှုံကိုတွန်းထုတ်ပစ်လိုက်ပါတယ်။လင်းဟုန်ကစူးစိုက်ကြည့်ရှုလိုက်ပြီးလင်းနှုံရဲ့ခန္ဓာတန့်စင်ခြင်းအဆင့်လေးစွမ်းအားနဲ့အတန်လိုင်းတိုက်ကွက်ကိုခုခံတားဆီးနိုင်မဲ့သူဒီနေရာမှာရှိမနေလောက်ဖူးပြောလိုက်ပြီးဒီလိုစွမ်းရည်တွေကိုအချိန်ကြာကြီးဖုံးကွယ်ထားခဲ့တာပဲဆိုကလင်းနှုံကိုမယုံသင်္ကာဖြစ်စွာနဲ့ဝေဖန်ပြောဆိုလိုက်ပါတယ်။ လင်းတို့ကတော့အေးဆေးတဲ့အမူအရာရှိနေပြီးဒီလောက်ကတင်းငယ်တဲ့လက်ကွဲဖြစ်လို့မင်းတို့ကောင်တွေနဲ့ဘာမှမဆိုင်ဘူးဆိုပြီးပြန်ပြောလိုက်တာကြောင့်လင်းရှန်ကဒီရှုံးသမားကိုအခုချိန်မှမရှင်းပြဘူးဆိုရင်နောက်ပိုင်းကျပြဿနာရှိလာနိုင်တယ်ဆိုပြီးလင်းဟုန်ကိုတိုက်တွန်းလိုက်ပါတယ်။လင်းဟုန်ကလင်းရှန်ရဲ့စကားကိုဂရုမစိုက်ပဲလင်းတို့ကိုသာထမှန်လောင်ပြောင်းလိုက်ပြီးအဖေဖြစ်သူလင်းရှောင်းရဲ့ပျက်စီးသွားတဲ့စွမ်းအင်ခြေကံကိုထောက်ပြခဲ့တဲ့အပြင်သူဒီတစ်ခေါက်ရောက်လာခြင်းကလင်းမျိုးနွယ်စုရဲ့ပြိုင်ပွဲမှာဝင်ရောက်ရှင်ပြိုင်မှုဖြစ်ပြီးသူဟာလင်းတို့တို့ထက်ပုံမုံမြင့်မားတဲ့မျိုးနွယ်ခွဲကဖြစ်ကြောင်းစကားစစ်ထိုးနေလိုက်ပါတယ်။ လင်းဟုန်ကလင်းနှုံရဲ့စိတ်ကိုပို့ပြီးနာကျင်စေဖို့အတွက်ဒီပြိုင်ပွဲကိုငါအနိုင်ရပြီးရင်မင်းရဲ့ညီမလေးချင်းထန်ကိုလက်ထပ်ခွင့်ပေးဖို့သူ့အဖေစီမှာသွားတောင်းမယ်လို့အတီလင်းကြေညာလိုက်ပါတယ်။ဒါကိုကြားလိုက်ရတဲ့လင်းနှုံဟာဒေါသအလျောက်လင်းဟုန်ကိုတိုက်ခိုက်ဖို့ကြိုးစားခဲ့ပေမဲ့ညီမဖြစ်သူချင်းထန်ကသူ့ကိုလာဆွဲပြီးတားဆီးထားလိုက်ရပါတယ်။အကြောင်းကတော့လင်းနှုံဟာလင်းဟုန်ထက်စွမ်းအင်စင်အများကြီးနှိမ့်နေသေးတာကိုချင်းထန်သိနေခဲ့တာကြောင့်သူ့အကိုထိခိုက်မှာကိုစိုးရိမ်နေခဲ့တာပါ။ဒီစကားတွေပြောပြီးတာနဲ့လင်းဟုန်ဟာသူ့ဖွဲ့သားတွေနဲ့အတူမောက်မှားစွာထွက်ခွာသွားခဲ့ပါတယ်။ လင်းဟုန်ထွက်သွားတဲ့နောက်မှာတော့လင်းနုံကညီမလေးကိုဘယ်တော့မှအဲ့ဒီလူနဲ့လက်ထပ်ခွင့်ပေးမှမဟုတ်ဘူးလို့ဂရိပေးလိုက်ပါတယ်။ဒီမြင်ကွင်းကိုအဖေဖြစ်သူလင်းရှောင်းကတဲအိမ်လေးအတွင်းကနေတိတ်ဆိတ်စွာငေးမောကြည့်ရှုနေခဲ့ရပါတယ်။အဲ့ဒီနောက်မှာတော့အဖေဖြစ်သူလင်းရှောင်းကလင်းနုံကိုခေါ်တွေ့ပြီးအတန်လိုက်တိုက်ခိုက်မှုလက်တီးတိုင်းကွက်ကိုခုနှစ်ချက်ထိရအောင်ထိုးနိုင်နေပြီလားလို့မေးတော့မနေ့တနေ့ကမှနည်းနည်းအောင်မြင်သွားခဲ့တာဆိုပြီးလှုပ်ဝက်ချက်ဖုံးရင်းပြန်ပြေးလိုက်ပါတယ်။ လင်းရှောင်းကဒီလက်တီတိုင်းကွက်နဲ့လင်းဟုံကိုအနိုင်ယူနိုင်မဲ့ထင်လာမေးလိုက်ပြီးသူတည်ထားတဲ့တိုက်ခိုက်ရေးနီလန်းတချို့ကိုစတင်ထုတ်ပြပေးပါတော့တယ်။စိတ်မကောင်းစွာနဲ့သူ့ရဲ့အနာဂတ်ဟာလွန်ခဲ့တဲ့6နှစ်ထဲကပျက်စီးသွားခဲ့ပြီဖြစ်ပေမဲ့မင်းရဲ့အနာဂတ်ကိုတော့မပျက်စီးစေချင်ဘူးလို့ပြောလိုက်ပြီးအားကောင်းတဲ့တိုင်းပညာရှင်ဖြစ်လာခြင်းရင်ဒီဝါပင်တွေလိုမျိုးပြော့ပြောင်းညင်သာနေရမယ်ဆိုပြီးအကြံပေးလိုက်ပါတယ်။အဲ့ဒီနောက်လင်းရှောင်းကနှစ်ပေါင်းများစွာကြာလင်းတုံပေါ်မှာအမတစ်ခုကျူးလွန်မိခဲ့ကြောင်း ဟိုးအရင်တွေကတိုင်းပညာသင်ကြားပေးခဲ့ရမှာဆိုပေမဲ့ပြက်ကွက်မိခဲ့ကြောင်းပြောရင်ခုနတုန်းကတရုတ်ပြသွားတဲ့တိုင်းကွက်ကိုမှတ်မိလိုက်သလားမေးပါတယ်။လင်းနုံကမှတ်မိကြောင်းပြောတော့ဒီလဝါချက်ကိုရှင်းမျက်နာလဝါတိုင်းလို့ခေါ်ပြီးဒုတိယတန်းစားတိုင်းပညာဖြစ်လို့လင်းနုံကိုနောက်နှစ်ရောက်တဲ့အခါကျမှသင်ကြားပေးဖို့ဆုံးဖြတ်ထားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လင်းနုံရဲ့မျက်စံလွန်းတဲ့တိုးတက်မှုကြောင့်အခုချက်ချင်းတင်ပေးလိုက်မယ်ဆိုပြီးလင်းရှောင်းကဒီနေ့ကနေစပြီးသူတည်ထားတဲ့အရာတွေကိုစတင်တင်ကြားပေးနေတာကြောင့်လင်းနုံလည်းအဖေဖြစ်သူစီကနေတိုင်းပညာအမွေတွေစက္ကန့်တင်ယူလိုက်နိုင်ပါတော့တယ်။